အပိုင်း903ရဲ့အဆမှာတော့ယုတ်တရက်စကားတွေထားပြောနေတဲ့ကိုရာဇုံကိုကြည့်ရင်လော်ဒီယာအန်အုံးလို့မဆုံးဖြစ်နေခဲ့ပါတယ်။နောက်ပြီးခမားဖေရှိန်တွေကစပြီးစကားတွေစပြောနိုင်နေခဲ့တာလေဆိုပြီးမင်းနေခဲ့ပါတယ်။ကိုရာဇုံကသူ့အနေနဲ့ဘယ်တော့မှမဆုံးရခဲ့ဘူးလို့ပြန်ဖြေလိုက်တဲ့အခါမှာတော့ဒိုဖလမင်ဂိုကိုမင်းတစ်ချိန်လုံးလိန်ညာနေခဲ့တာပဲလို့လောကဆွဆွဲခဲ့ပါတယ်။ကိုရာဇုံကသူ့ဘယ်တော့မှမလိန်ညာခဲ့တဲ့အပြင်ဒါရီအားလုံးကိုဒိုဖလမင်ဂိုကသူ့ဘာသာသူတစ်ဖက်သက်ယူဆနေခဲ့တာလို့ရှင်းပြပါတယ်။အဲဒီနောက်မှာတော့လော်ရဲ့စကားသံတွေကတဖြည်းဖြည်းကျေလောင်လာတာကြောင့်ကိုရာဇုံကလက်ဖြောက်တစ်ချက်တီးလိုက်ပါတယ်။ လက်ဖြောက်တီးပီးရနဲ့တပြိုင်နက်တည်းပဝင်းချင်းကအတန်ဒီအားလုံးကတိတ်ဆိတ်သွားတာကြောင့်လောလဲအံ့ဩသွားပါလိမ့်လူရီအားလုံးစီကစကားပြောသလိုအပြုတ်မှုတွေကိုမြင်နေရပေမဲ့ဘာသာမှမကြားရတာကြောင့်လောကဘာဖြစ်ကုန်တာလဲဆိုပြီးမင်းနေကြတာပါကူရာဇွန်ကအမင်းစကားပြောတဲ့အတန်အရင်ကျနေလို့ငါရဲ့အစွမ်းကိုသုံးပြီးနယံတစ်ခုကိုဖန်ပြီးလိုက်တာလို့ပြောပါလိမ့်အသေးစိတ်ပြောပြရရင်တော့အတန်လုံးနယံလို့ခေါ်ကြောင်းနဲ့ဒီနီးစနစ်ကအပြင်ကားတန်ဒီကိုလည်းမကြားနိုင်တော့တဲ့အပြင်အထက်ကစကားပြောတဲ့တန်ဒီကိုလည်းအပြင်ကပြန်မကြားနိုင်ကြောင်းရှင်းပြခဲ့ပါလိမ့်နောက်ပြီးဒီနယံကိုအသုံးပြုသူကလွဲပြီးဘယ်သူမှမမြင်နိုင်ဘူးလို့လည်းပြောပါလိမ့် တကယ်တော့ကိုရဇွန်ကခမ်းခမ်းအသီးကိုစားပြီးတဲ့နောက်ပိုင်းမှာအခုလိုမျိုးအတန်တိတ်လူသားဖြစ်လာခဲ့တာဖြစ်ပါလေအချိန်ဒီအားလုံးကိုနားလေသွားတဲ့အခါမှာလောကဒါဆိုရင်ခမားအနေနဲ့နောက်လျှောက်တစ်လျှောက်လုံးအယူရီလုံငပိနေလို့စတိုင်ဖန်းနေတာကအကုန်တရုတ်ဆောင်နေတာပဲပေါ့လို့ပြောရင်ဒေါသထွက်နေခဲ့ပါလေကိုရဇွန်ကသူ့ရဲ့ပုံစံကမွေးလာကလေးကတိတ်တိတ်ဆိတ်ဆိတ်နေတဲ့သူဖြစ်ပြီးအားလုံးကိုလိန်ညာခဲ့တာမဟုတ်မှန်ကြောင်းနဲ့သူအခုလိုလုံနေရတာဒီအားလုံးကဒိုဖလမင်ကိုလမ်းမှန်ပေါ်ကိုပြန်ရအောင်ဆွဲတင်ခြင်းုံပဲလို့ပြောပါလေ အရန်နှုံညနဲ့မိဘနှစ်ပါးကအခုလိုမျိုးရက်ဆက်ကြမ်းကြုတ်တဲ့တားတရားဘလို့လို့ပြီးမွေးလာကြလဲဆိုတော့ဒီနေ့အထိစဉ်းစားလို့မရဘူးလို့ပြောပါရည်။အဲဒီနောက်မှာတော့ကိုရာဇုံကအတိတ်တုန်းကဖြစ်ရတဲ့ခုကိုပြန်ပြောပြခဲ့ပါရည်။သူတို့ဖန်ဆီးခံရတဲ့ညတုန်းကအဖေဖြစ်သူကအရန်ကိုကြောက်လန့်နေခဲ့ပေမဲ့ဒိုဖလမင်ဂိုကတော့သူ့ရဲ့လက်တွေကိုအသုံးပြုပြီးအားလုံးကိုလက်စားချိန်မယ်လို့ချိန်ချောက်ခဲ့ပါရည်။မကောင်းဆိုးဝါးပီဇာနဲ့မွေးဖွားလာတဲ့ဒိုဖလမင်ဂိုကအကြောက်တရားကိုငယ်စဉ်ကလေးကမရှိခဲ့ဘူးလို့ဆိုပါရည်။ဒါပေမဲ့သူ့ရဲ့လူသားဆန်မှုကိုသိတဲ့သူတွေကလည်းမိသားစုတွေပါငါပါဝင် ရာရှိ၄ယောက်ပဲရှိတယ်လို့ဆိုပါရီအဲ့ထဲမှာမှဘယ်ကူကအရေးကြီးကိစ္စတစ်ခုနဲ့လေဝမရှင်တစ်ခုကိုထမ်းဆောင်နေကြကြောင်းမင်းအခုထိမမြင်ဘူးသေးတာလို့ပြောပြလိုက်ပါရီဘလို့အကြောင်းတွေပဲရှိလားရှိလားမင်းလိုကလေးတစ်ယောက်ကငါ့ကိုလိုဖြစ်လာစရာအကြောင်းမရှိဘူးဆိုပြီးမြန်မြန်ထွက်သွားဖို့လုံဆောင်နေခဲ့ပါရီနောက်ပြီးနာမည်မှာဒီပါတဲ့သူတွေကလည်း Celestial Dragon မျိုးဆက်ကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့သူတွေဖြစ်တာကြောင့် Do Flamingo ကအနားမှာမင်းဆက်နေမယ်ဆိုရင်အနေရများတယ်ဆိုပြီးပြောနေပါရီဒါကြောင့်မင်းမင်းရဲ့မျိုးဆက်နာမည်ကိုအဖေမေရီကတွေ့ကြရလူတိုင်းကိုအပြည့်စုံမပြောဖို့အတွက်မှားထားခဲ့တယ်မလားလို့မေးပါရီ လိုဖလမင်ကိုသွားနေတဲ့လမ်းကြောင်းနဲ့မင်းခုသွားနေတဲ့လမ်းကအတူတူလိုရှိပေမဲ့ဒီမှန်းချက်ချင်းကလုံးဝကွဲပြားနေတယ်လို့ဆိုပါရီနောက်ပြီးဖျားရီကိုစန့်ကျင်တဲ့သူအနေနဲ့မွေးဖွားလာတဲ့ဒီမျိုးဆက်တွေက Celestial Dragon မျိုးဆက်လမ်းစဉ်နောက်ကိုလိုက်ဖို့အတွက်မဖြစ်နိုင်ဘူးလို့ဆိုပါရီအခုချိန်ထိခေါင်းမလွန်တဲ့လောကသူ့အနေနဲ့တောင်းကျမ်းနိုင်သမျှတောင်းကျမ်းလို့ရအောင်ဒိုဖလမင်ကိုစီမားတပည့်ဖြစ်ခံယူပြီးပြီဖြစ်တာမို့ခမရရဲ့လောက်ငယ်သားမဟုတ်တဲ့အတွက်ဘာမင်းကမှနားခံစရာမလိုဘူးဆိုပြီးကိုရာဇွန်ကိုရန်တွေ့နေတာပါအဲဒီနောက်မှာတော့သူကကိုရာဇွန်စကားပြောနိုင်တဲ့ကိစ္စတွေအားလုံးကိုဖော်ပေါင်းလို့ပြင်မယ်ဆိုပြီးချင်းချောက်က ကိုရာဇွန်ကိုတိုက်ခိုက်ပြီးထွက်ပြေးသွားခဲ့ပါသည်။ရုဒီယက်တိုက်ခိုက်ခံလိုက်ရတဲ့ကိုရာဇွန်တယောက်သတိပြန်ရလာချိန်မှာတော့လောကုနေရာအနက်မှာလိုက်ရှာခဲ့ပေမဲ့မတွေ့ခဲ့ပါဘူး။နောက်ပြီးအခုလိုအမားသေးသေးလေးအတွက်နဲ့တစ်သက်လုံးဖုံးထားတဲ့လေဝတ်ချက်တွေအကုန်ပေါ်ကုန်တော့မှလားဆိုပြီးစိုးရိမ်နေခဲ့ပါသည်။စိုးရိမ်စိတ်တွေနဲ့အတူဒင်းမောကိုပြန်လာခဲ့ချိန်မှာတော့ဒိုဖလမင်ဂိုကိုရုဒီယက်တွေ့လိုက်ရတာကြောင့်ကိုရာဇွန်တယောက်အကုန်သွားပြီလို့ထင်ထားခဲ့ပေမဲ့ဒိုဖလမင်ဂိုကရေတပ်သားတွေအားလုံးသူတို့နောက်လိုက်လာပြီးမို့လို့အမြန်ဒူးလိုက်ကြရအောင်လို့ဆိုပါသည်။အဲဒီအချိန်လောကရောက်ရှိလာပြီးခမည်းတော်လွန်ခဲ့တဲ့နှစ်နှစ်ကဒါနဲ့ထိုးခဲ့တဲ့ကိစ္စကိုဖုံးခွဲပေးခဲ့တဲ့အတွက် ကျွန်တော်မှကျေးဇူးဆက်စရာဒီနည်းပဲရှိရဆိုပြီးလာပြောနေခဲ့ပါတယ်။အရင်နောက်မှာတော့သူတို့အားလုံးပင်လယ်ထဲကိုရွက်လွင့်သွားခဲ့ကြပြီးတစ်ဖက်ကပင်လယ်သမားတွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒီယာမန်ဒီကကိုရာဇွန်ကိုအော်ခေါ်နေခဲ့ပေမဲ့လူလုံးထွက်မပြလာတာကြောင့်အားလုံးလည်းစိတ်ပူသွားကြပါတယ်။အဲ့ဒီအချိန်စီညော်ပင်းကရောက်ရှိလာပြီးကိုရာဇွန်ရဲ့ပခတ်ပေါ်ကနေစားရဆောင်ထွေချောင်းလာပြောပါတယ်။စားရင်းမှာတော့လောကူကဲတင်မှုအတွက်သူတို့နှစ်ယောက်သားခရီးတစ်ခုထွက်သွားကြောင်းရေးသားထားခဲ့ပါတယ်။တကယ်တော့ကူရာဇွန်ကတိုက်ပွဲဖြစ်နေတော့မှအသက်ကလေးကိုအသုံးပြုပြီးနှောကိုပြန်ပေးဆွဲပြီးထွက်သွားခဲ့တာပါ။ လောကတော့သူ့ကိုလွတ်ပေးပြီးဒိုဖလမင်ကိုစီကိုပြန်ပို့ပေးဖို့အတွက်ပြောနေပေမဲ့ကိုရာဇွန်ကတော့လုံးဝခရီးမဆိုင်ခဲ့ပါဘူး။ပြီးတော့သူကဆက်သွယ်ရေးခရီးကနေတဆင်မစ်ရှင်ခိတာအားယူခြင်းကြောင့်သတင်းပို့ခဲ့ပါရီ။အဲ့ဒီအချိန်တစ်ဖက်ကဖုံးပြကြခဲ့သူကတော့ရေတပ်ဘိုလ်ကျောက်တူဖြစ်တဲ့ဆန်ကိုကူဖြစ်ပြီးလွန်ဂီယိုတီဖမ်လီကတဖြည်းဖြည်းနဲ့နာမည်ဆိုးနဲ့ကြွားကြလာပြီဖြစ်တာကြောင့်သတိထားဖို့လိုအပ်တယ်လို့မှာနေပါရီ။တကယ်တော့ကိုရဇွန်ကရေတပ်ရဲ့ဗိုလ်မှူးတယောက်ဖြစ်တဲ့ဒွန်ဂီယိုတီဖမ်လီအတွင်းမှာတရှိုးတယောက်အနေနဲ့ရေတပ်ကပေးရတဲ့တာဝန်ကိုထမ်းဆောင်နေခဲ့တဲ့သူဖြစ်ပါလိမ့် ဇန်ကိုကူဖုံးချပြီးမှခန်းထဲကိုဘယ်ရီကိုကဝင်ရောက်လာပြီးသူ့ကိုယ်သူမိတ်ဆက်ပါတယ်။တစ်ဖက်မှာလည်းအဖြစ်မှန်ဒီအားလုံးကိုကြားလိုက်ရတဲ့လောကကူရာဇုံကိုခမားကရေတပ်သားတစ်ယောက်လာလို့မိပါတယ်။ဒီလိုနဲ့တရက်ပြီးတရက်ကုံဆုံးလာခဲ့ပြီးကူရာဇုံကမြို့ရဲမှာရှိသမျှစေယုံနိုင်ကိုသွားရောက်ပြီးလောရဲ့ယောဂကိုကုသပေးဖို့အတွက်ကြိုးစားပါတယ်။နောက်ဝင်ရှိတဲ့ဆရာဝန်တွေကလည်းခဲပြူတတ်ထုယောဂကိုသူတို့အနေနဲ့မကုနိုင်ကြောင်းနဲ့လောကနေပြီး white down စီကနေထွက်ခွာလာတာကိုသိတဲ့အခါနောက်ပိုင်းမှာကူးစက်ခံရရမယ်ဆိုပြီးကြောက်လန့်နေကြပါတယ်။ စည်ရင်ဆောင်နဲ့ပြောဆိုနေကြတဲ့ဆရာဝန်ကြီးရဲ့စကားသံတွေကိုကြားလိုက်ရတဲ့နောက်မှာလော်ရီယောက်အငငယ်စိတ်တွေပုံမှုပြင်းထန်လာပါတယ်။ဖက်ပြေးသွားတဲ့လောကိုကြည့်ရင်ကိုရာဇွန်တယောက်ဂယူနာစိတ်တွေတဖွာဖွာဖြစ်ပေါ်လာပြီးအပြစ်တင်နေတဲ့ဆရာဝန်တွေကိုလက်သီးနဲ့ထိုးချလိုက်ပါတယ်။အဲဒီနောက်မှာတော့သူကစေယုံကိုမီးရှို့ခဲ့တဲ့အပြင်လောကိုခေါ်ဆောင်ပြီးမျိုးကနေထွက်သွားခဲ့ပါတယ်။လာပေါင်းများစွာကြာတဲ့အထိစေယုံနိုင်ကိုဝင်လိုက်ထွက်လိုက်နဲ့ယောဂါကိုကူတာပေးဖို့လုပ်ခဲ့ပေမဲ့လုံးဝအဆင်မပြေခဲ့ပါဘူး။အဲဒီနောက်ပိုင်းမှာလောနဲ့ကိုရာဇွန်ကသူတို့ကိုယ်တိုင်မသိလိုက်ခင်ပါတယ်။တောင်းကျမ်းသူအဖြစ်စီးရင်ဝင်လာကြပြီး ။အမျိုးပြီးတစ်မျိုးကိုပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။၆လကြာပြီးနောက်ပိုင်းမှာကိုရာဇွန်တယောက်စိတ်တေချဆင်းလာခဲ့ပြီးသူ့ကိုယ်သူဘာတွေလုပ်နေမှမသိနားမလည်နိုင်တဲ့အခြေဖြစ်လာခဲ့ပါတယ်။သူ့လိုဆယ်လီရှာဒရာဂွန်မျိုးရိုးကဆင်းသက်လာတဲ့သူတယောက်အနေနဲ့ဒီမျိုးနဲ့ကဆင်းသက်လာသူကလေးတယောက်ကိုအနစ်နာခံပေးမိတာတွေကိုလည်းမှန်သလားမှားသလားတောင်ဝေခွဲမရတဲ့အဆင်မှာဒါပေမဲ့လောပေါ်ထားတဲ့မျော်လင့်ချက်ကတော့လုံးဝပြောင်းလဲသွားခဲ့ပါတယ်။သူ့အနေနဲ့လောလိုသနာစရာကောင်းတဲ့ကလေးတယောက်ပေါ်ဖခင်စိတ်တွေတဖြည်းဖြည်းဝင်လာခဲ့ပြီးအဆုံးထိကာဝယ်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ ။နောက်ပြီးစားတွေ့တွေ့ချင်းမှာတော့လောဘောလူမဆန်တဲ့လောက်ရတဲ့ချိုးနဲ့ပြုမှုမိခဲ့တာတွေအတွက်လည်းနောင်တရပြီးငိုကျွေးနေပါရီ။ဖြစ်ချင်တော့ဒီစကားတွေအားလုံးကိုအိမ်မပြောခင်တည်းကလေးကလောကကြားခဲ့ပြီးကိုရဇွန်ပေါ်ထားတဲ့ခန်းစားချက်တွေကလည်းတဖြည်းဖြည်းနူးညံ့လို့သွားပါရီ။လက်ရှိအချိန်မှာတော့လောကဒိုဖလမင်ဂိုကိုတိုက်ခိုက်နေခဲ့ရင်ကိုရဇွန်ရဲ့အနစ်နာခံမှုတွေနဲ့မျက်ရည်တွေကိုဘယ်တော့မှမမိနိုင်မှာမဟုတ်ဘူးလို့စိတ်ထဲကနေပြောနေပါရီ။ နောက်တစ်ခါမှာတော့လက်ပြန်ကျိုးတုပ်ခံထားရတဲ့လူဖီကိုထိန်းချုပ်ခံထားရတဲ့ဘယ်လမီနဲ့ရုပ်သေးကောင်တို့ဖလမင်ဂိုတို့ကဝိုင်းပြီးတော့တိုက်ခိုက်ဖို့တပြိုင်တည်းဝင်လာကြရင်ဇလန်လေးကလည်းတခန်းရက်သွားခဲ့ပါလိမ့်။အပိုင်း904ရဲ့အဆောက်မှာတော့ဂျင်းနေချက်သေးကိုရောင်းနေတဲ့လူဖီတယောက်တစ်ဖက်ကလာနေတဲ့ဒိုဖလမင်ဂိုအတူကိုခြေထောက်နဲ့ကံပြီးတားဆီးလိုက်ပါလိမ့်။နောက်ပြီးလက်ပြန်တုပ်ထားတဲ့ဂျိုးကိုဘယ်လမီရဲ့ခုတ်ချက်နဲ့ဖျက်တောက်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။အပေါ်ဘက်ကတိုက်ပွဲတွေကလည်းပြင်းထန်နေပြီဖြစ်တာကြောင့်လူဖီလည်းဒီနေရာမှာအချိန်ဖြုံးမနေဖို့ဆုံးဖြတ်လိုက်ပါလိမ့်။ အိမ်နောက်မှာတော့သူကလက်မတွေကိုလေးလေးမှုတ်ထည့်လိုက်ပြီးမာကြောချင်းစွမ်းထက်ထည့်ပေါင်းလိုက်ရင် တုံအောင်ထားတဲ့ကျိုးတွေကိုဖျက်ပစ်လိုက်ပါတယ်။နောက်ပြီးအခုချိန်ကစပြီးငားလေပဲလို့ကြွေးကြော်လိုက်ပါတယ်။အဲ့ဒီအချိန်တစ်ဖက်မှာလည်းမောပန်းနေတဲ့လောကိုဒိုဗလမင်ဂိုကလောင်ရီဟားတိုက်နေပါတယ်။နောက်တစ်ခါမှာတော့ကိုရာဇွန်တယောက်လောကသူ့ကိုအကိုကြီးလို့ခေါ်လိုက်တာကိုကြားပြီးအယံပျော်ရွှင်နေပါတယ်။နောက်ပြီးသူကအဲ့လိုခေါ်ခံရတာကိုသဘောကျတယ်လို့ပြောပါတယ်။အဲ့ဒီအချိန်ဆက်သွယ်ရေးခရီးကနေတဆင်းဖုံးဝင်လာတာကြောင့်ကောက်ကင်လိုက်တော့မှဒိုဗလမင်ဂိုမန်းသူတို့တိလိုက်ရပါတယ်။ ပြီးတော့သူကမင်းတို့နှစ်ယောက်ထွက်သွားတာ6လရှိပြီအချိန်ညောကောင်းစားရလာလို့မိပါတယ်ကူရာစုံကဘာမှပြန်မပြောပဲခယူးကိုသုံးချက်ခောက်လိုက်ပြီးတဲ့အခါမှာတော့အစင်မီလို့ဝမ်းသာတယ်ဆိုတဲ့စကားတစ်ခုကြားလိုက်ရပါတယ်တကယ်လို့မင်းတို့တွေဆရာဝန်ကောင်းတယောက်ကိုမတွေ့ဘူးဆိုရင်တင်မောကိုပြန်လာခဲ့ကြတော့လို့အမိန့်ပေးပါတယ်ဒါအပြင်လောရဲ့ယောဂါကိုကုသပေးနိုင်မဲ့ OPOP free ရဲ့ဒီနေရာကိုလည်းငါတို့တည်ထားပြီလို့ပြောပါတယ်ဒီတက်ကငွေကြီးတွေအများကြီးနဲ့ကန့်လန့်ထားတာဆိုပေမဲ့ငါတို့အားလုံးပေါင်းပြီးအတီးကိုရအောင်ယူမယ်လို့ဆိုပါရီအတီးကိုရသွားပြီးရင်တော့မိသားစုတွေကယုံကြည်ရဆုံးတွေကိုကျွေးမယ်လို့သူကပြောပါရီ ။ဇာရတဲ့သူကကိုရာဇော့ဖြစ်ပြီးလောကကူးသားရမယ့်သူကလည်းမင်းမဲလို့ဒိုဖလမင်ဂိုကပြောပါရည်။ဖုန်းချပြီးတဲ့နောက်မှာဒွန်ဂီယိုတီဖမ်မလီမိသားစုဒီမော်နောက်ကိုကိုရာဇုံပြောက်သွားပြီးကလေးကရေတက်ကဆမ်လိုက်တော့ဘာလို့ထင်လဲလို့မေးပါရည်။ဒီယာမန်ဒီကလည်းဒါဆိုရင်ကိုရာဇုံကငါတို့ရှိသမျှနေရာအလုံးကိုတရင်ပေးတဲ့သူအနေနဲ့လို့မင်းကဆိုလိုချင်တာလားလို့ဒိုဖလမင်ဂိုကမေးပါရည်။ဒိုဖလမင်ဂိုကသူ့ညီရင်းနေနဲ့ဒီလိုမလုံလောက်ဘူးလို့ထင်ပေမဲ့တကယ်ဖြစ်လာမယ်ဆိုရင်တော့တပ်ပြေုံကလွယ်ပြီးရွေးချယ်စရာမရှိဘူးလို့ပြောရင်ကြီးနေခဲ့တာပါ အဲ့ဒီအချိန်တစ်ဖက်မှာလည်းလောရဲ့ယောဂါကိုကုသနိုင်မယ်လို့သတင်းရရှိသွားတဲ့ကိုရာဇုံတယောက်အရန်ကိုပြောရွှင်နေခဲ့ပါတယ်။နောက်ပြီးမင်းအနေနဲ့အခုချိန်ကစပြီးတောက်ပေါ်ဆရာဝန်တွေအကြောင်းကိုမိထားလိုက်တော့လို့ပြောပါတယ်။ OPOP အသီးကလူသားတွေရဲ့ယောဂါတွေကိုကုသပေးနိုင်တဲ့အပြင်အံဩစရာခွဲစိတ်မှုတွေကိုလှုံ့ဆော်ပေးနိုင်တာကြောင့်ဈေးပညာကိုနားလည်တဲ့သူသာစားလိုက်မယ်ဆိုရင်အတော်လေးကိုအစွမ်းထက်လာမှာလို့ပြောပါတယ်။နောက်ပြီးမင်းက white down ကလူတွေအားလုံးရဲ့အယုံကြည်ရဆုံးဆရာဝန်တယောက်ရဲ့ဒါလည်းဖြစ်တာကြောင့်မို့လို့မင်းသားအဲ့ဒီအသီးကိုစားလိုက်ရင်စောက်ကြမ်းကြီးဖြစ်လာမှသိကြတယ်လို့ဆိုပါတယ်။ ။လောကတော့ဂူနာကရင်ဒိုဖလမင်ဂိုကခမားကိုစားခိုင်းနေမှလားလို့ပြောနေခဲ့ပြီးလက်စိုးသစ်သီးနှလုံးစားလိုက်ရင်သူတည်သွားမှာပေါ့လို့ပြောပြီးကိုရာဇွန်တယောက်ကောင်းခါပြခဲ့ပါတယ်။ဒိုဖလမင်ဂိုကသူ့ကိုလက်စိုးသစ်သီးစားတဲ့သူမှမသိလို့သာအဲ့လိုပြောတာလို့ဆိုပါတယ်။အဲ့နောက်သူကမင်းနဲ့ငါနဲ့နှစ်ယောက်ထဲမှာတယောက်ပဲမိသားစုတွေကိုပြန်သွားဖို့အခွင့်အရေးရှိတယ်လို့ပြောပါတယ်။သူအနေနဲ့ဒီခီးကိုစတင်လာကလေးကအထင်ထားတာထက်ပိုကျန်နေမယ်လို့တွေးထားကြတာဖြစ်ပြီးအခုဆိုရင်ဒိုဖလမင်ဂိုကသူ့ကိုတစ္ဆာဖောက်မယ်ရိမ့်မိသွားလို့ပြီလို့ရှင်းပြပါရစေ။ထပ်ပြီးဖြစ်နိုင်ရေတစ်ခုကဒိုဖလမင်ဂိုက OPOP fruit ကိုငါ့ကိုကျွေးပြတာနဲ့အဲ့ဒီကနေထာဝရအသက်ကိုငါ့စီကနေတောင်းမှုလုပ်နိုင်မယ်။အဲ့ဒီတော့ငါအနေနဲ့ဘလို့ပဲဖြစ်ဖြစ်မိသားစုတွေကိုပြန်သွားရင်တော့မှအသက်ခံရမှာပဲလို့တွေးလိုက်ပါလိမ့်။နောက်ဆုံးမှာတော့သူကခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါလိမ့်။အဲ့တော့ကတော့သူနယ်လောက Don Quixote Family ထက်ဆိုပြီး OPOP fruit ကိုခိုးယူဖို့ဆုံးဖြတ်ခဲ့တာပါ။အစက်ထဲမှာပဲသူကတင်းမောကိုရွက်လွှင့်မှုအတွက်ဆုံးဖြတ်လိုက်ပြီးဒေတာကိုလမ်းအကူအညီတောင်းလိုက်ပါလိမ့်။စံကိုကူဖုံးလာခိုင်တဲ့အချိန်မှာမင်းတို့နေနဲ့ OPOP fruit ကိုအပေးယူလောက်ထားတာရှိလာလို့ကိုရာဆောင်ကမေးလိုက်ပါတယ် တကယ်လို့အဲ့တော့ကထိတ်တန်းလေးဝက်ဆိုရင်တော့မှဒိုဖလမင်ဂိုကသိနေပြီလို့ပြောပါတယ်။သူရဲ့ထာဝရအသက်ကိုရရှိဖို့အတွက်ငါ့ကိုယ်ပါမလုံလာပေးနေတာမို့မင်းတို့အကူအညီရမှဖြစ်မယ်လို့ပြောနေပါတယ်။အဲ့ဒီအချိန်ဆန်ဂိုကူကဒွန်ဂီယိုတီ family အကုန်လုံးကိုတခါတည်းဖမ်းပြစ်တော့မှမို့မင်းအနေနဲ့ဒီကျုံးကနေဝေးဝေးမှနေဖို့အတွက်မှာကြားနေပါတယ်။ကိုရာဇုံကတော့မင်းမပြောရင်တော့ငါကအစာကလေးကဒီလိုပဲလုပ်ဖို့ဆုံးဖြတ်ထားတာလို့ပြောပါတယ်။ပြီးတော့ Noble ကအမောင်သူကိုဖေရှားခြင်းနဲ့မင်းအတွက်အခုချိန်ကအကောင်းဆုံးပဲလို့ပြောရင်ဖုံးချလိုက်ပါတယ်။ ုံးချပြီးတဲ့အနောက်မှာတော့ကိုရဇွန်ကလောကိုလမ်းခေါ်နေခဲ့ပေမဲ့တခုံးမှပြန်မထူတာကြောင့်လက်ကြည့်လိုက်ခါမှသတိလိမ့်မေမျောနေတာကိုတွေ့လိုက်ရပါတယ်။နောက်ဆုံးအနေနဲ့အခွင့်အရေးရတဲ့အချိန်မှာမင်းအနေနဲ့တေးလို့လုံးဝမဖြစ်ဘူးလို့အော်ပြောရင်တုံ့နိုးခဲ့ပေမဲ့လည်းအဖျားရှိန်တက်နေတဲ့လောကလုံးဝအခြေအနေမကောင်းတော့ပါဘူး။အပြာရခတ်သွားတဲ့ကိုရဇွန်တယောက်ရေတိုက်ဖို့ကြိုးစားနေပေမဲ့အမြဲတမ်းလိုလိုအလွဲလွဲချော်ချော်ဖြစ်နေတာကြောင့်ဒုက္ခတွေများနေပါတယ်။နောက်တစ်ခါမှတော့သူတို့နှစ်ယောက်ကတင်းမောပေါ်မှာမုန်တိုင်းကြီးကျယ်မိနေကြပါတယ်။ လောကအစိုးရအနေနဲ့ခဲဖြူတွေကိုဆက်လက်တူးဖော်မယ်ဆိုရင်ငါတို့အားလုံးတီမာကိုကြိုတီထားရတဲ့အခြေခံလူရန်းစားတွေရဲ့အသက်ကိုတန်ဖိုးမထားခဲ့ဘူးလို့ပြောပါတယ်။တကယ်လို့အကိုကြီးသာအစိုးရနဲ့ပူးပေါင်းထားတဲ့ရေတပ်သားတယောက်ဆိုရင်အဖြစ်မှန်ဒီအားလုံးကိုပြောပြပါလားလို့လောကပြောပါတယ်။စကားဆုံးမှာတော့ကိုရာဇုံကသူ့အနေနဲ့နတ်ဆိုးတစ်တီကိုခိုးဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ခရေကဒိုဖလမင်ဂိုအပါဝင်ရေတပ်သားအားလုံးရဲ့မုန်းကြီးခြင်းကိုခံရရမယ်ဆိုတာကြိုတီထားတယ်လို့ပြောပါတယ်။ဒါကြောင့်ကူကစပြီးငါတို့မှငါတို့ပဲရှိရတာကြောင့်မင်းနေပြန်ကောင်းလာတာနဲ့အကုန်လုံးကိုတိုက်ခိုက်ဖို့ပြင်ထားတော့လို့ပြောပါတယ်။ နောက်တစ်ခါမှတော့ OPOP တည်တည်လဲလဲလုံးမဲ့ကျုံးကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဗဝင်းညင်ကိုမှန်ပြောင်းနဲ့စစ်ဆေးကြည့်တဲ့အခါမှာတော့ဆန်ဂိုကူပြောတဲ့အတိုင်းပဲအရာလုံးကကွက်တီဖြစ်နေတာမို့သူလဲစိတ်အေးသွားရပါတယ်။အဲဒီနောက်မှာတော့သူကလေကိုဘယ်သူမှမမြင်နိုင်တဲ့နေရာမှာကန်းကပ်လိုက်ပြီးခဏနေရင်ငါပြန်လာမှာမို့စောင့်နေဆိုပြီးလောကိုပြောကထွက်သွားခဲ့ပါတယ်။ကျုံးရဲ့တနေရာမှာတော့စားတော့ဆိုင်ထဲမှာသမ ्या တို့က OPOP fruit ကိုကရင်မတို့ကဒီဈေးနဲ့အပေးယူလုပ်တဲ့အစိုးရကိုတားအံ့ဩမိတယ်လို့ပြောနေကြပါတယ်။ ဒါပြင်ဒီအသီးကိုစားပြီးကဘာပေါ်မှာအတော်ဆုံးဆရာဝန်ဖြစ်လာတဲ့သူတယောက်တည်းရှိခဲ့ပူတယ်လို့သူကပြောပါတယ်။ဒါပေမဲ့အဲ့ဒီလှုပ်ဒီကငါတို့လူဓမြတွေနဲ့မသက်ဆိုင်ပါဘူးဆိုပြီး OPOP fruit ကိုကြည့်ရင်ရောင်းစားလိုက်တာကအကောင်းဆုံးပဲလို့ဆိုပါတယ်။တစ်ဖက်မှာလည်းမြို့ရဲကိုပြေးဝင်လာတဲ့ကိုရာဇွန်နောက်ကိုလော်ဒီယောက်ခိုးဝင်လိုက်လာခဲ့ရင်အတိတ်ကအကြောင်းတွေကိုပြန်လည်တွေးမိနေပါတယ်။အဲ့ဒီနောက်မှာတော့တစ်ဖက်ကတောင်ကုန်းပေါ်မှာပေါက်ကွဲမှုတွေဖြစ်လာတာကြောင့်ဓမြတယောက်ကခေါင်းဆောင်ဖြစ်သူကိုတရင်လာပို့နေပါတယ်။ပေါက်ကွဲမှုတွေကဇက်တိုက်ဆိုလိုဖြစ်ပေါ်နေခဲ့ပေမယ့်အတန်လုံးဝမထွက်တာကြောင့် ရတနာတိုက်ကြီးမိလောက်နာတော့မသိလိုက်ဘူးလို့ပြောပါတယ်။အဆက်ထဲမှာပဲကိုရာဇုံက OPOP fruit ကိုကင်ဆောင်ထားတဲ့ခေါင်းဆောင်ရှီယာခန်းလေးကိုရောက်ရှိလာပြီးမီးမောင်ချားကတိုက်ခိုက်လိုက်ရင်တတိကိုခိုးပြီးထွက်ပြေးသွားပါတယ်။ဒါအပြင်ဘုံလုံးကိုပါအထည်ပြစ်ထည့်ခဲ့တာကြောင့်ဓမြအားလုံးမာလကီရောက်ကုန်ကြပါတယ်။ OPOP fruit ကိုရပြီးတဲ့နောက်ပိုင်းမှာကိုရာဇုံတယောက်ရန်နေပြောနေခဲ့ပေမဲ့ထုံးစံအတိုင်းနမောနမဲနိုင်တဲ့အကျိုးဆက်တွေကစတင်ဖြစ်ပေါ်လာပါတယ်။အဲ့တော့ကတော့ဓမြတွေရှိတဲ့နေရာကိုမှခြေချော်ပြုတ်ကျသွားခဲ့ပြီးကန်ဆိုးစွာနေပဲတနက်တွေနဲ့ဝိုင်းချိန်တာခံရရပါတယ်။ တကယ်တော့ကိုရာဇုံကလောကိုလေးပေါ်မှာမထားခဲ့ပဲကျိုးမော်ကအိမ်တလုံးကိုခေါ်လာခဲ့တာဖြစ်ပြီးသူပြန်မလာမချင်းအဲ့ဒီမှာပုံနေဖို့အတွက်မှာထားခဲ့တာပါဒါပြင်သူက OPOP fruit ကိုတေချာပေါက်ခိုးယူလာမှာဖြစ်ကြောင်းနဲ့နောင်လာမယ့်နာဂတ်မှာညီကိုနေရအတူတူပျော်ရွှင်စွာနေထိုင်သွားမယ်ဆိုပြီးဂရီးသစ္စာပြုခဲ့ပါရီအဲ့လိုနဲ့နောက်ဆုံးမှာအေးတန်ကိုအန်တုနေရတဲ့လောလေတောင်ကုန်းမော်ကထွက်ပေါ်လာတဲ့ပြေခတ်တန်တချို့ကိုကြားလိုက်ရပြီးလန်နူးလာခဲ့ရင်ဆလန်လေးကလည်းတခန့်ရက်သွားခဲ့ပါရီ